အားလုံးပဲမင်္ဂလာပါခင်ဗျာဒီတစ်ပတ်မှာတော့ user တွေရဲ့ mindfulness training ကိုမှပါဝင်တဲ့အတွေးတွေကကိုပေါ်ဟုတ်ပေါ်ပေါ်ပေးနိုင်တယ်ဆိုတဲ့အကြောင်းလေးကို ပြန်လည်မျှဝေပေးသွားမှာဖြစ်ပါတယ်ခင်ဗျာလူတွေမှာတကူရှိပါတယ်အဲ့တကူကဘာလဲဆိုရင်စိတ်ပဲဖြစ်ပါတယ်ခင်ဗျာစိတ်လို့ပြောလိုက်ရင်တိစိတ်နဲ့မတိစိတ်ဆိုပြီးရှိပါတယ်အဲ့တကူထဲမှာမှကျွန်တော်တို့တွေရဲ့မတိစိတ်တွေကိုထည့်သမျှဟာလက်တွေ့မှာဖြစ်လာတတ်ပါတယ်တနည်းအားဖြင့်ပြောရရင် loss of attraction ပေါ့ဗျာခုခံယူချက်တွေပြောင်းလဲသွားတဲ့အခါဘဝမှာပြောင်းလဲသွားတယ်ဆိုတာမျိုးပေါ့ကျွန်တော်တို့တိုးတက်သွားမလားကြာရှုံးသွားမလားခံနိုင်ရှိသွားမလားပြိုလဲသွားမလားစတဲ့အရာအလုံးဟာအလွန်ပပလေးတစ်ချက်ပဲခြားပါတယ်ခင်ဗျာအဲ့ဒါကတော့စိတ်ထဲကိုထည့်လိုက်တဲ့အတွေးတွေပဲဖြစ်ပါတယ်ကိုယ်စိတ်ထဲကိုထည့်လိုက်တဲ့အတွေးတွေကိုပြောင်းလဲလိုက်တာနဲ့ကိုယ့်ကိုယ်ကိုအကောင်းဆုံးရှင်းတန်းလို့ရနိုင်ပါတယ်အဲ့ဒါကြောင့် အတွေးတွေကအရင်အရေးကြီးပါတယ်။ကို highlight လုပ်တဲ့များတွေကကိုဘွားရဲဝင်လာမှာပဲဖြစ်ပါတယ်ခင်ဗျာ။ကျွန်တော်တို့ကကိုလိုချင်တဲ့ຢာတွေကိုမရအောင်ဆိုရင်အဲ့ဒါအဖေကြောင့်အမေကြောင့်ဆိုပြီးအပြစ်တွေတင်ရကြပါတယ်။တကယ်တော့ကိုဘွားမှာလိုချင်တဲ့ຢာအားလုံးကကိုစီမှာပဲရှိရဆိုတာကိုယုံကြည်ထားတတ်ပါတယ်ခင်ဗျာ။ကိုကကိုတင်ထားတာအမြဲတမ်းပိုကောင်းအောင်လုပ်နိုင်နေဆိုတာကိုလည်းယုံကြည်ထားဖို့လိုပါတယ်။ ုစိတ်ကသာအဲ့လိုတွေးလိုက်ရင်ကိုလိုရက်တွေကအလိုလိုလိုက်လုပ်ပြီးတော့အောင်မြင်ဖို့ကိုနီးကပ်လာနိုင်ပါတယ်။အဲဒါကြောင့်ကိုစိတ်ထဲမှာကောင်းတာတွေကိုပဲထည့်ပါ။အပြုသဘောဆောင်တဲ့အတွေးတွေပဲတွေးပါ။ကိုကိုကိုဘယ်တော့မှမကောင်းလို့မပြောလိုက်ပါနဲ့။ကိုအတွေးတွေကလည်းဟာသွားပြီလို့ပြောလိုက်တာနဲ့အဲ့ဒါတကယ်သွားတော့တာပါပဲ။ All is well ဆိုတဲ့အတိုင်းတွေးပြီးလုပ်မယ်ဆိုရင်လည်းတကယ်အဆင်ပြေသွားတာကိုမြင်တွေ့ရမှာဖြစ်ပါတယ်ခင်ဗျာ။အဲ့ဒါကြောင့် ကိုယ်စိတ်ထဲကိုကောင်းတာတွေထဲမှာလားမကောင်းတာတွေထဲမှာလားလိုချင်တာတွေထဲမှာလားမလိုချင်တာတွေထဲမှာလားဆိုတာကိုသိချသိဖို့လိုပါတယ်ကိုဘဝမှာဖြစ်ချင်တဲ့ဆန္ဒလိုချင်တဲ့အရာတွေတကယ်ဖြစ်လာဖို့ဆိုရင်ကိုယ့်တွေးတွေကိုဂရုစိုက်ပါယုံကြည်ပါတကယ်လေးကြိုးစားနေပါအကြောင်းကိစ္စတိုင်းရဲ့အကြောင်းရင်းကကိုပဲဖြစ်ပါစီဆိုတဲ့ခံယူချက်မျိုးထားပါကိုယ့်တွေးကြောင့်ကိုဘဝအောင်မြင်တဲ့တော့မအောင်မြင်တာမျိုးမဖြစ်ပါစေနဲ့ ူတိုင်းမှာကောင်းတဲ့ချက်တွေရှိသလိုလိုအပ်ချက်တွေလည်းရှိတတ်ကြတာထုံးစံပါပဲအဲဒါကြောင့်လူတွေကိုကြည့်တဲ့အခါမှာလေသူတို့ရဲ့ကောင်းတဲ့အရာတွေကိုပဲအဓိကထားကြည့်ပါအပြုသဘောဆောင်နေကို့အတွေ့အကြုံဘဝကတိုးတက်တဲ့လောက်တိုးတက်လာမှာဖြစ်ပြီးကောင်းတဲ့စိတ်တွေရလာများနေမယ်ဆိုရင်ကျွန်တော်တို့ကိုယ်တိုင်ကလည်းစိတ်ချမ်းသာလာမှာဖြစ်ပါ